စ္စရေးနိုင်ငံရဲ့နမဲကျော်ထောက်လန်းရေးအဖွဲ့မော့ဆက်ရဲ့စွမ်းရည်ကိုကမ္ဘာတဝန်းကကျယ်ကျယ်ပြန့်ပြန့်အသိမှတ်ပြုထားကြပြီးတကယ်လည်းဒီအဖွဲ့ဟာအထင်ကြီးစရာကောင်းလောက်အောင်လက်တံပြောင်းခဲ့ကြပါတယ်။ဒီလိုအစွမ်းထက်ခဲ့ပေမဲ့လည်းအစ္စရေးထောက်လန်းရေးအဖွဲ့စည်းရေးရဲ့ပေါ်ရုံမှုကြောင့်1983ခုနှစ်အောက်တိုဘာ10ပွဲပါဝင်လက်ရှိဖြစ်ပွားနေတဲ့ဂါဇာစစ်ပွဲကိုလည်းပေါ်ပေါက်စေခဲ့ပါတယ်။လက်ရှိမှာတော့ဒီဖြစ်ရက်တွေပေါ်သင်ကန်းစာရှုပြီးတော့ Israel ထောက်လန်းရေးအဖွဲ့အစည်းတွေဟာစွမ်းရည်မြင့်တင်မှုတွေကိုအလေးအနက်လှုံ့ဆော်နေပါတယ်။ ဒါနဲ့တူကမ္ဘာတဝန်းကအံ့အားသင့်ခဲ့ရတဲ့မော့ဆက်ဖွဲ့ရဲ့တချိန်ကထင်ရှားခဲ့တဲ့စစ်စင်ရေးတချို့ကိုရွေးချယ်တက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Ikeman စစ်စင်ရေးဂျူးလူမျိုးတွေကိုလူမဆန်သောမျက်ပတ်နှိပ်စက်ပြီးတော့လူမျိုးတုံးတက်ဖြတ်မှုတွေမှာဂျာမန်နာဇီရဲ့ထိတ်တန့်ရာရှိဖြစ်တဲ့ Adolf Eichmann ဟာရှေ့တန်းကဥဆောင်ခဲ့သူတူဖြစ်ပါတယ်။အဲ့ဒီအတွက်ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီးနောက်ပိုင်းကလေးက Israel ကသူ့ကိုအမဲလိုက်နေခဲ့တာပါ။ 1958ခုနှစ်မှာတော့အာဇင်တီးနားနိုင်ငံမှာဇက်မြုံနေခဲ့တဲ့အိုက်မန်ရဲ့တည်တဲ့အဆကိုမော့ဆက်ထောက်လိုက်ရေးဖွဲ့ကခြေရခံနိုင်ခဲ့ပါတယ်။1960ခုနှစ်မေလ17ရက်ကလူခုနှစ်ဦးပါဝင်တဲ့အစ္စရေးထောက်လိုက်ရေးမော့ဆက်ဖွဲ့ဟာပါစီဒီပင်းစက်ယုံမှာအလုံးလုတ်ကိုင်းနေတဲ့အိုက်မန်ညနေတိုင်းပြန်နေကြအာဂျင်တီးနားနိုင်ငံဘူနိုအေရစ်ဘက်စကာဂိတ်နီမှာစောင့်ဆိုင်နေခဲ့ကြပါတယ်။အဲဒီနောက်သူပက်စကာဘော်ကဆင်ပြီးခြင်းမှာပဲမော့ဆက်အေဂျင့်တွေကခေါ်အုပ်လိုက်ပြီး သူတို့တွေကတူကအိုက်မန်းရဲ့ဂရင်းတွေကသွားတဆောင်ထဲမှာဝတ်ထားတယ်။ဆိုင်ယန်နဲ့ဆေးပြားကိုလက်အိတ်ဆွတ်ထားတဲ့လက်နဲ့ဆွဲထုတ်လိုက်ပါတယ်။အိုက်မန်းဟာမော့ဆာဖွဲ့နဲ့တူအစ္စရေးလေကြောင်းလိုင်းအဲအန်နဲ့မထွက်ခွာခင်တည်းလုံဆောင်တဲ့အိမ်တအိမ်မှာကိုရကြာထိမ့်သိမ်းခံထားရပါတယ်။အဲဒီနောက်မှာတော့သူ့ကိုခန်းစားမှုကင်းမဲ့စေတဲ့အာယုံကြောဆေးတစ်မျိုးကိုထိုးပေးခဲ့ကအဲအဲရဲ့ဝတ်စုံကိုဝတ်ဆင်ပေးပြီးနေမကောင်းဖြစ်နေတဲ့ဝန်ထမ်းဖြစ်တဲ့လေရင်ရဲ့ပထမတန်းထိုင်ကုန်းမှာခေါ်ဆောင်သွားခဲ့ပါတယ်။ အိုက်မိုင်းရဲ့လက်ကျန်နှစ်တွေဟာထိုင်းလန်တုံးလုံးပွဲနာဇီအစင်းစခန်းအတွင်းညှဉ်းပန်းနှိပ်စက်ခံရမှုကနေလွတ်မြောက်ခဲ့တဲ့ဂျူးလူမျိုးတရားကြောတတ်သိထွက်ဆိုခဲ့တဲ့ဂျေရုစလင်မြို့တရားခွင်ကိုဖျက်ဆီးခဲ့ရပါတယ်။သူဟာဆေးရသွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရသွေးမှုတွေနဲ့စီရင်ချက်ချခံခဲ့တာ1962ခုနှစ်မှာတော့ဂျိုးပေးကွန်မြတ်ခံခဲ့ရပြီးအစ္စရေးမှာတခုရီးတော့သေတံချမှတ်ခဲ့မှုလည်းဖြစ်ခဲ့ပါတယ်။ ဆီးရီးယားထိပ်တန်းကောင်းဆောင်ပိုင်းတွင်ထိုးပေါက်စိန်ဝင်ခြင်းအစ္စရေးထောက်လိုက်ရေးမော့ဆက်ဖွဲ့ရဲ့အဓိကအောင်မြင်မှုတွေကတစ်ခုကတော့ဆီးရီးယားကောင်းဆောင်ပိုင်းရဲ့ထိပ်တန်းရာထူးမှာသူ့ရဲ့အဖွဲ့ဝင်တူကိုထက်သွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။မော့ဆက်အေးဂျင်အလီကိုဟင်ဟာ1969ခုနှစ်စော်ပိုင်းမှာအစ္စရေးရဲ့အဓိကရှမ်ပန်းနိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ဘက်ဆိုင်ရာထိပ်တန်းစစ်ပါနီးကပ်တဲ့ထိတွေ့ဆက်ဆံမှုတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆီးရီးယားကကွယ်ရေးဝင်ကြီးရဲ့ထိတ်တန့်အစံပေးသူဖြစ်လာခဲ့ပါတယ်။ အလီဂိုဟာ1969ခုအရှိအလေပိုင်းစစ်ပွဲရဲ့အစ္စရေးရဲ့နှင်မြတ်တဲ့အောင်ပွဲအတွက်ပြင်ဆင်ရမှာကူညီပေးခြင်းနဲ့ကြဲကြဲပြန့်ပြန့်အသိမှတ်ပြုခံခဲ့ရတဲ့ထိတ်တန့်လှုပ်ဝက်ထောက်လန်းမှုကိုဆွမ်းဆောင်နိုင်ခဲ့ပါတယ်1969ခုနှစ်မှာကိုဟင်ကအစ္စရေးစီရေဒီယိုသတင်းချက်လက်တွေပေးပို့မှုကိုဆီးရီးယားကဖမ်းမိခဲ့ပြီးသူ့ကိုဒမတ်စကတ်ရင်ပြင်မှာကျိုးပေးကုမြတ်လိုက်ပါတယ်သူရဲ့ရုပ်လောင်းကိုတော့အစ္စရေးနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲနဲ့အစ္စရေးရဲ့သူရဲကောင်းတအူးဖြစ်သတ်မှတ်ခံတာရပါတယ်။ အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းသတင်းပေကိုဖန်ဆီးခြင်းအစ္စရေးနျူကလ িয়ার စက်ရုံမှာနေပညာရှင်ဟောင်းဖြစ်တဲ့မော်ဒီချိုင်းဖာနူနူဟာအစ္စရေးရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ရဲ့အရေးကြီးဆုံးအသေးစိတ်ချက်လက်တွေနဲ့ထပ်ပုံတွေကို1986ခုနှစ်မှာပြည်ထောင်သတင်းစာတစ်စောင်ကိုဖွင့်ချခဲ့ပြီးတဲ့နောက်သူ့ကိုတရားစီရင်နိုင်ဖို့မော့ဆက်ကိုအထူးတာဝန်ပေးအပ်ခဲ့ပါတယ်အဲဒီနောက်မှာတော့မော့ဆက်ဖွဲ့ရဲ့အမျိုးသမီးအေဂျင့်တူကအမေရိကန်ခီးတက်တူဖြစ်ဟန်ဆောင်ပြီးတော့ဖာနူနူကိုအီတလီနိုင်ငံကိုလာရောက်ဖို့ဆွဲဆောင်ခဲ့ပါတယ်။ သူ့ကိုမေးစိအုံပြုပြီးဖမ်းဆီးခေါ်ဆောင်သွားကရင်းရင်တစင်နဲ့အစ္စရေးနိုင်ငံကိုနှုတ်ဝတ်ပို့ဆောင်ခဲ့ပါတယ်။ဖာနူလူဟာအစ္စရေးကျင်းထောင်မှာ16နှစ်ပြည့်တဲ့ကြာခံခဲ့ရပြီးအစ္စရေးကတော့သူ့ရဲ့နျူကလ িয়ার ဆွဲရင်နဲ့ပတ်သက်လို့အတိမပြုနိုင်ခဲ့သလိုမြင်းဆိုခြင်းလည်းမရှိခဲ့ပါဘူး။သွေးကြော်တွေကိုလှုပ်ကြံတက်ပြတ်မှုများ အစ္စရေးထောက်လန်ရေးမော့ဆက်ဖွဲ့ကကမ္ဘာတဝန်းမှာရှိတဲ့ပါလက်စတိုင်းစစ်သွေးကြွတွေတတိတသက်လုံခြံတပ်ဖြတ်ခံရမှုတွေတာဝန်ရှိတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့1988ခုနှစ်ကတူနီရှားနိုင်ငံမှာမော်ဆန်နဲ့အစ္စရေးစစ်တပ်အထူးစစ်ဆေးရေးအဖွဲ့တို့ရဲ့ပူးပေါင်းစီးနင်းမှုတွေပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ကောင်းဆောင်ဖြစ်တဲ့ယာဆာအာရာဖတ်ရဲ့လက်ထောက်ကိုတုတ်သိမ်းခဲ့ကြောင်း2012ခုနှစ်ကမှသာအစ္စရေးကအတိမတ်ပြုခဲ့ပါတယ်။ ်အဘူဂျီယတ်ဆိုတဲ့မည်နဲ့လူသိများတဲ့ခါလီအယ်ဇာဝါဟာပါလက်စတိုင်းလွတ်မြောက်ရေးလှုပ်ရှားမှုဖွဲ့ဖာတာကိုအာရဖတ်နဲ့တူတီထောင်ခဲ့သူပဲဖြစ်ပါတယ်။သူဟာအစ္စရေးတို့အသေးပြောက်ရှိခဲ့တဲ့စရိုက်တိုက်ခိုက်မှုတွေအတွက်ဆွဆွဲပြစ်တင်ခံခဲ့ရသူလည်းဖြစ်ပါတယ်။1995ခုနှစ်မှာအစ္စရေးရဲ့လက်ချက်လိုကြဲကြဲပြန့်ပြန့်ယူဆရတဲ့တိုက်ခိုက်မှုတစ်ခုတွင်အစ္စလာမ်ဂျီရဲ့အဖွဲ့တီထောင်သူဖာတီရှီကာကီကမော်တာနိုင်ငံမှာစိုက်ကယ်စီအမျိုးသားတို့ရဲ့ပြစ်ဒဏ်မှုကိုခံခဲ့ရပါတယ်။ မော့ဆက်ဟာအဲ့ဒီနိုင်ငံတွေကနျူကလ িয়ার လက်နက်အစီအစဉ်တွေမှာလှုပ်ဆောင်နေတယ်။အီရန်သိပ္ပံပညာရှင်အများပြားကိုလည်းတပ်ဖြတ်ခဲ့တယ်လို့တန်တရားရှိခဲ့ကြပါတယ်။ဒါ့အပြင်လမ်မနော်စစ်သွေးကြောအဖွဲ့ Hezbollah ရဲ့ထိတ်တန့်တပ်မှု IMAD မတ်နီရေတိုက်ဆုံခဲ့တဲ့2008ခုနှစ်ဆီးရီးယားနိုင်ငံဒမက်စကန်မြို့ကားပုံခွဲမှုအားလည်းမော့ဆက်လက်ဆက်ဖြစ်တယ်လို့ယူဆရပါတယ်။နေတရာဟုတ်ရဲ့ပထမဆုံးဝင်ကြီးချုပ်တတန်းအတွင်း1998ခုနှစ်မှာမော့ဆက်အေဂျင့်တွေဟာအဲ့ဒီချိန်ကဟာမအကြီးကဲဖြစ်တဲ့ဟာလန်မာရှယ်ကို ဂျော်ဒန်နိုင်ငံမျိုးတော် MMA မှာလှုပ်ကြံတက်ဖြတ်ဖို့ကိုကြိုးပမ်းခဲ့ရပါတယ်။မော့ဆက်အေဂျင့်အူဟာကနေဒါနိုင်ငံကိုလက်မှတ်တူတွေကိုအသုံးပြုပြီးတော့ဂျော်ဒန်နဲ့ကိုဝင်ရောက်ခဲ့ကမာရှယ်ကဟာမယုံကနေ့ကထွက်မှာသူ့ရဲ့နေရွယ်နာကိုကိုရီးယားတခုထဲသွင်းလိုက်ခြင်းနဲ့အစိတ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူတို့ကိုဖမ်းမိခဲ့ပြီးအချုပ်ချာအာဏာချိုးဖောက်ခံရမှုကြောင့်မော်ရရှယ်သိဆုံးသွားရင်ငြိမ်းချမ်းရေးသဘောတူညီချက်အစ်စ်ကိုဖျက်သိမ်းပြစ်မယ်လို့ဂျော်ဒန်ပြည်ဟူဆိုင်က ဒေါသတကြီးနဲ့ချိန်ချောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အစ္စရေးဟာမာရာရှယ်ရဲ့တပ်ကိုကယ်တင်နိုင်မဲ့အစိတ်ဖြေသေးကိုပေးပို့ခဲ့ပြီးအစ္စရေးအေဂျင့်တွေကလည်းမိခင်မျိုးကိုပြန်လာခဲ့ကြပါတယ်။အဲဒီနောက်မော်ဆိုက်ရဲ့လက်ချက်လိုသတ်မှတ်ခဲ့ကြတဲ့2010ပြည်နှစ်စစ်ဆင်ရေးတစ်ခုမှာဒူဘိုင်းမှာရှိတဲ့ဟိုတယ်တစ်ခုတွင်ဟာမောင်အဖွဲ့မှထိတ်တန့်ရရှိမာမော့အမ်မာဘော့ရှ်ကတပ်ဖြတ်ခံခဲ့ရပေမဲ့အစ္စရေးကအတိမပြူခဲ့ပါဘူး။ အဆိုပါလုံးကြံတက်ဖြတ်မှုမှာပါဝင်တယ်လို့ယူဆရသူအများအပြားကိုကင်မရာကမှတ်တမ်းတင်ထားနိုင်ခဲ့ပြီးနိုင်ငံကူးလက်မှတ်သူတွေအုံပြုခဲ့တယ်လို့ဆွဆွဲချက်တွေကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေကိုခံခဲ့ရပါတယ်ဒီဖြစ်စဉ်မှာတန်တရားရှိသူ26ဦးရဲ့တပ်ပုံနဲ့အညီတူတွေကိုအင်တာပိုလ်ရဲ့အလို့ရှိဆုံးစစ်မှထည့်သွင်းခဲ့ပါတယ်